လာပါရှင်။ S2 ဂါဒန်ချန်နယ်မှာကြိုဆိုပါရရှင်။ S2 2ဒီယနေ့နှစ်ခတ်စီစဉ်မှာ2025နိုဝင်ဘာ14ရက်တောက်ကြနေ့အတွက်ဆောင်းရံရှောင်းရံဆောင်းရွက်ရမယ်နှစ်ခတ်အချိန်ကာလများကိုစီစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျွန်မမနှင်းပန့်ရင်နဲ့တူမရွှေရောင်တို့ကတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။2025နိုဝင်ဘာလ14ရက်တောက်ကြနေ့တွင် တောက်ကြနေသားသမီးများအပေါ်ပုံမှုထိရောက်နိုင်တဲ့ကောင်းကျိုးနှက်ခတ်ခုနှစ်ပါးနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှက်ခတ်ချင်းကားတွေကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ည7:48နာရီမိနစ်မှာကြာသာရင်းနဲ့ညတကောင်ကျော်ပြီးတောက်ကြနေအကူနနက်7:00နာရီ8မိနစ်ချိန်တွင်မှဆိုရင်တော့ဖုံးကန်ကြီးမြင့်မဲ့ဓာတ်နှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်2:39မိနစ်မှနနက်2:59မိနစ်အချိန်တွင်မှဆိုရင်တော့စန္ဒအောင်မြင်ပြီးမြစ်တာရီကန်ကောင်းမွန်စင်မဲဆုံးနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်2:33မိနစ်မှနေ့လယ်2:53မိနစ်အချိန်တွင်မှဆိုရင်တော့ဘယ်လုံငန်းမျိုးမဆိုလောက်ကန်ဆောင်ရွက်ပါကအထူးထက်ရောက်ရှိအောင်မြင်နိုင်တဲ့အဓိပတိနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်2:23မိနစ်မှနေ့လယ်2:43မိနစ်အချိန်တွင်မှဆိုရင်တော့ ယာရုဩဇာအနာကြီးမြင့်စေမဲ့ထိဖြူနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ည9:38မိနစ်မှည9:58မိနစ်အချိန်တွင်မှဆိုရင်တော့အိမ်ချမ်းမြေအရောင်းဝယ်ကိစ္စရပ်များအကျိုးပြုစေမယ့်စင်ဖြူနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ည9:24မိနစ်မှည9:44မိနစ်အချိန်တွင်မှဆိုရင်တော့ငွေကြေးရှုငွေရတနာနဲ့ထိခိုက်ဆန်းမှုကံကောင်းမွန်စေမယ့်ရတနာနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ည10:35နာရီ35မိနစ်မှည10:55နာရီ55မိနစ်အချိန်တွင်မှဆိုရင်တော့သာသမီယရနာထုံကားရရှိစဉ်မဲ့တန်တီနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်တောင်ကျနေသားသမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့စိုးကျနှက်ခတ်အချိန်ခါများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ နက်နက်၄နာရီ3မိနစ်မှနက်နက်၄နာရီ23မိနစ်အချိန်တွင်းမှဆိုရင်တော့မတော်တဆထိခိုက်ဒဏ်ရာရှိမှုတွေတေကျပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နက်နက်6နာရီ59မိနစ်မှနက်နက်9နာရီ18မိနစ်အချိန်တွင်းမှဆိုရင်တော့အမှုခင်းပြဿနာတွေစိတ်ပူပန်စရာတောကတွေဖြစ်စေနိုင်တဲ့တောကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နက်နက်9:43မိနစ်မှနက်နက်6:03မိနစ်အချိန်တွင်းမှဆိုရင်တော့ဆုံရုပ်ပစ္စည်းမှုများဖြစ်စီနိုင်တဲ့10တိုင်းနက်ခတ်ကင်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လေ7:40မိနစ်မှနေ့လေ2:00အချိန်တွင်းမှဆိုရင်တော့မိတ်ဆွေအသင်္ကာများဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိတ္တုနက္ခတ်ကင်းကြောက်တဲ့အချိန်လေးဖြစ်ပါရဲ့ရှင်။ နက်နက်တနာကြီး16မိနစ်မှနက်နက်တနာကြီး36မိနစ်အချိန်တွင်းမှဆိုရင်တော့အလုံစည်းပွားကိစ္စရက်ဒီမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့ဘင်ကနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ ဒီနက္ခတ်အချိန်ကာလရာဆိုရင်တော့တောက်ကြနေတဲ့သမီးများအပေါ်ပုံမှုပြီးထိရောက်မှုရှိနိုင်တဲ့နက္ခတ်အချိန်ကာလပဲဖြစ်ပါရဲ့ရှင်ဒီနက္ခတ်အချိန်ကာလကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှအသေးစိတ်ကိုတိုင်းတွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်သမီးတို့ရဲ့ယနေ့နက္ခတ်စီစဉ်ကိုကြည့်ရှုပေးခဲ့ကြတော့မိဘပြည်သူများအားလုံးကျေးဇူးတင်ပါတယ်ရှင်